မြန်မာနိုင်ငံကနေ engineering ဘွဲ့ရထားပြီးတဲ့အခါကျတော့လက်ရှိ experience တွေလည်းရှိတယ်ဒူဘိုင်းမှာအလုပ်ရှာလို့ရလားဆိုပြီးတော့လာမေးထားတယ်။အော်ညီမလေးတွေမောင်လေးတွေအတွက်နင်းနီးဖြစ်ပြပေးမယ်ပေါ့နော်။နင်းနီးက engineering background တော့မရှိဘူးသို့ပေမဲ့နင်းနီးကဒီ engineering company နဲ့ပတ်သက်တဲ့ဒီပေါ့နော် company မှာအလုပ်တစ်နှစ်လောက်တစ်နှစ်တော့မဟုတ်ဘူး၈လလောက်ပေါ့နော်နင်းအလုပ်လုပ်ခဲ့ဘူးတဲ့။ အာဆိုတော့နင်ကကြတော့အဲ့တုန်းကကြတော့ sales buying ပေါ့နော် sales buying ဆိုတော့တို့မှာ construction ပစ္စည်းရောင်းတဲ့ဟော company ရှိတယ်ပြီးတော့ design buying ရှိတယ်ဆိုတော့အခါကျတော့နင်ကဒီ construction ပစ္စည်းရောင်းတဲ့ဘက်မှာအာ marketing နဲ့အလုပ်လုပ်ခဲ့ရပါတော့နင်တို့ရဲ့ဒီ company ကနေပြီးတဲ့အခါကျတော့လူ design buying တွေခေါ်တဲ့အခါမျိုးမှာဒီ revit သမားတွေကိုခေါ်တယ် Revit တမားရင်းဆိုတဲ့အခါကျတော့မြန်မာနိုင်ငံမှာ Revit သုံးတဲ့သူတွေရှိမယ်။အဲ Near pronunciation ကမှားနိုင်လဲမှားနိုင်မယ်နော်။အဲအဲ့တော့အဲ့လိုမျိုး Revit တမားရင်းဆိုလို့ရှိရင်လစာအရင်ဈေးကြီးတယ်ပေါ့နော်။ company ကနေ hiring လုပ်တဲ့အခါကျလို့ရှိရင်ညီတို့ဒီအများဆုံးအဖြစ်တော့အဲ့မှာ Egyptian တွေ ပြီးလို့ရှိရင် Indian တွေပေါ့နော်အဲ့လိုမျိုးလူတွေကိုခေါ်တယ်အဲ့ဒီ Revit သမားတွေဆိုလို့ရှိရင်အ ਨੇ ဆုံးလာစားတဟန်း8000လောက်အထိပေးရတယ်ပေါ့နော်ပေးရတဲ့အခါကျတော့မြန်မာနိုင်ငံမှာဒီလိုမျိုး Revit သမားတွေရှိတယ်ဆိုလို့ရှိရင် UAE မှာအလုပ်ရှာလို့ရနိုင်မှာ7 Engineering တို့ဘာလို့ Running အမမခံမအောင်ပေါ့နော်အဲ့တော့ဒါကတော့ညီတိတလောက် Sharing လုပ်ပေးတာပါပြီးတော့ Design ဘက်ဘက်မှာဆိုလို့ရှိရင်သူတို့ကဘာတုံးညလဲဆိုတဲ့အခါကျတော့ um crossover software ဆိုတာကိုသုံးပြီးတော့မှသူတို့ကဆွဲကြတယ်ဆွဲကြတယ်ဆိုတဲ့အခါကျတော့ဒီဟာနဲ့ပဲသူတို့ကအလုပ်တွေအားလုံးလုပ်ကြတယ်ပေါ့နော်ဆိုတော့ဒါအသုံးများတဲ့ software ကိုနည်းနည်းပြပြပေးတာပါဆိုတော့ကိုက Revit တက်ထားတယ်ဆိုလို့ရှိရင် UAE မှာအလုပ်ရှာလို့ရပါတယ် salary အနေနဲ့ကတော့ depending on your skills and ability and experience ပါနော်ကိုက8000လို့ပြောပေမဲ့ကိုက nationality ဆိုလို့ရှိရင်လည်းနည်းနည်းအနှိမ်ခံရသေးတယ်မြန်မာ nationality ဆိုရင်လည်းအဲ့လောက်ကြီးထိမပေးကြဘူးပေါ့နော်အဲ့တော့ကိုက rabbit ကိုဖိုင်ဖိုင်နိုင်နိုင်နဲ့ကျွန်းကျွန်းကျဉ်ကျဉ်ဆွဲတတ်တယ်ဆိုလို့ရှိရင်စိတ်မပူပါနဲ့ဒူဘိုင်းမှာအလုပ်တွေရှာလို့ရပါတယ်အဲ့ဒီဒီ engineering ပေါ့နော် design company တွေကို သိချင်နေဆိုလို့ရှိရင်နင်းနီကိုလာမေးပါအာနင်းနီကဒီပတ်ဝန်းဒီအဲ့ဒီပတ်ဝန်းကျင်မှာလုပ်ခဲ့တာဆိုတဲ့အခါကျတော့ hint ပေးလို့ရတယ်ပေါ့နော် hint ပေးလို့ရပါတယ်အာ company name တွေပေါ့နော်ကိုမှတ်မိသလောက် name cat တွေနင်းမှာရှိသေးတယ်ဆိုလို့ရှိရင်အားလုံးကိုပြန်ပြီး sharing လုပ်ပေးလို့ရပါတယ်အာသူတို့ရဲ့ website တွေကိုဝင်ကြည့်ပြီးတဲ့အခါကျတော့ career opportunity မှာအာလုံး opening ဟို job vacancy opening ရှိလားပေါ့เนาะဒါလည်းတစ်ချက်ကြည့်လို့ဝင်ဝင်ပြီးတော့ကြည့်ရင်လည်းကြည့်လို့ရတယ်ပေါ့เนาะအဲ့တော့ဟို revit သမားဆိုလို့ရှိရင်เนาะ UAE မှာကျင်းနေပေါ့အလောက်ရှာလို့ရပါတယ်ရှင့်